မလင်ဘေးတဲ့ကိုပြင်းထန်စွာခံစားရပြီအခုတခေါက်အရေးကြီးမှုတွေနဲ့ပါကြုံတွေ့နေရတဲ့မန္တလေးမြို့ရဲ့မြေစည်းလွှာဟာကောင်းနိုင်ပါတော့မလားမန္တလေးမြို့ရဲ့မြေမာကျုံမှုအားဟာဘလောက်ထိတော့မှကျဆင်းသွားပြီလဲဒါကိုပညာရှင်တွေကလေးလာပြီးတော့ပြောကြပြီးဖြစ်ပါလိမ့်မန္တလေးမြို့ဟာမြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ပြင်ထက်မြန်မာနိုင်ငံရဲ့ဒီကောက်စီးပွားရေးဘုတ်ချက်ပါဒါပေမဲ့ဒီမြို့တော်ဟာအောက်ခံမြေသားတို့အနေထား ဘဝိပေဒါဆံရအားနဲ့ကြကြောင်မတ်28ရက်နေ့မှာအင်အားပြင့်ထင်တဲ့ငလင်ကြီးတံခံခဲ့ရပြီးထိခိုက်ပျက်စီးများစွာဖြစ်ပေါ်ပါတယ်။ငလင်နဲ့ကြောင်မြေသားပျော့ပြောင်းတာမြေသားပြည့်ပြည့်သွားတာမြေပျော်ကျသွားတဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်တချို့နေရာတွေမှာဆိုရင်မြေကြီးတွေကလည်းရေတွေပန်းထွက်တာမြေကြီးတွေကလည်းမြေအနေအနှစ်ရေတွေထွက်တာလေကြုံရပါတယ်။ မြေပြောခြင်းကိုဘူရိဗေဒအဆိုအရ liquid fission လို့ခေါ်ပါတယ်။အဲဒီနေ့ကလေးကပဲမြေပြောမှုအန္တရာယ်ရဲ့ပြင်းထန်မှုကိုလက်တွေ့ကျကျသိရှိမြင်တွေ့ခဲ့ရပြီးလက်ရှိမိုးရွာတဲ့အဆောင်မိုးရွာသွန်းမှုများပြားခြင်းကလည်း liquid fission ဖြစ်နိုင်ခြင်းကိုပုံမှန်မြင့်တက်သွားစေပါတယ်။ရွာသွန်းလိုက်တဲ့မိုးရေတွေဟာမြေကြီးအကွဲကြောင်ကတဆင့်မြေသားတွေကိုစိတ်ဝင်ပြီးပျောက်ကွယ်သွားပြီးတော့ liquid fission ကိုဖူအားပေးပါတယ်။ဘလို့အန္တရာယ်ရှိလဲဆိုတော့ ပြိုကျသေးတဲ့ပြိုလူစစ်စစ်တိုက်တဲ့အတွက်တိမ်ဆောင်းသွားခြင်းနှိမ့်ကျသွားခြင်းရေရမ်းတက်ရင်ပြိုကျခြင်းတိပါ ဖြစ်နေပါလေနောက်ပြီးတော့ဂလီယန်နောက်ဆက်တွဲလှုပ်မှုကလည်း6လဝန်းကျင်တိရှိတယ်လို့သိတယ်ခொနည်းတမရှိစစ်လို့အင်အားပြည့်ငလင်ကြီးတွေမလုံတော်ညာလဲနေတိုင်းလလုံးမတိမသားဖြည်းဖြည်းလှုပ်ခဲ့တဲ့ငလင်ကြောင့်နဂိုရဲကမှပြိုကျလူစစ်စစ်အဆောက်အအုံတွေကိုဆွဲခါပြလဲလို့ဖြစ်ပြီးပိုဆိုးသွားစီပါတယ် ဒီအန္တရာယ်အများကြီးကြုံရပါတယ်ပြောရမယ်ဆိုတော့အဓိကအားဖြင့်မြေရဲ့အရေအသွေးမာကျော်မှုကျဆင်းသွားတာကြောင့်ဖြစ်ပါတယ် liquefaction ဆိုတာငလေလှုပ်ခတ်မှုကြောင့်မြေအောက်ရေပြည့်နေတဲ့ရောရဲတဲ့သဲမီနဲ့နုံးမီတွေဟာရေကဲ့သို့ပျော့ပြောင်းသွားတဲ့သဘောဖြစ်စဉ်မှာမြေအောက်ရေဖိအားရုတ်တရက်ပြင့်တက်လာပြီးတော့မြေသားရဲ့ခန္ဓာရည်အားလုံးဝမရှိတော့သလိုဖြစ်လို့အဆောက်အုံနဲ့နစ်မြုပ်တဲ့ရိုင်လဲတဲ့ပြိုကျတဲ့မြေပြင်အကွဲတဲ့ တဲဘွက်တွေမှန်းထွက်တဲ့အစရှိတဲ့ဆိုးကျိုးတွေဖြစ်ပေါ်စီပါတယ်မန္တလေးမြို့ဟာအလို့မြေပျော်ကျမှုဖြစ်စဉ်တွေဖြစ်ဖို့အခြေအနေများစွာပေါင်းစပ်နေတဲ့ဒေသတစ်ခုပါပြောရမယ်ဆိုရင်တော့ AOD မြို့ရဲ့မြစ်ပြုပြင်လွင်ပြင်ပေါ်မှာတည်ရှိပါတယ်မြို့အနောက်ဘက်ခြမ်း84လမ်းဝန်းကျင်မှာမြေကမ်းနှစ်ခုထိ AOD မြို့မှာတည်ဆောင်လာတဲ့ရေဝနေတဲ့အဲမီနဲ့တဲလုံးမြေအမျိုးအစားတွေတက်ဖွဲ့ထားပါတယ် ဒီမိသားတွေဟာငလင်လှုပ်ခဲ့ရင် liquefaction ဖြစ်ဖို့အလားအလာလွန်မြင်ပါပါတယ်အန္တရာယ်ရှိပါတယ်မန္တလေးမြို့ရဲ့မြို့နယ်တွေဖြစ်တဲ့အောင်မြေတာဆန်ချမ်းရီတာဆန်မဟာအောင်မြေချမ်းမြာတာစီအမရပူရမြို့နယ်တို့မှာဆက်ဆက်လျက်ရှိတဲ့အရာဝတီမြကန်းမြေဒေသတွေဟာမြေသားအားနည်းချက်ကြောင့် liquefaction အန္တရာယ်မြင့်မားတဲ့ဆုံးတွေဖြစ်ဖော်ပြထားပါတယ် မင်းကလေးမြို့နယ်အများစုဟာပင်လယ်မြေနဲ့ပြည်ထက်ပြင်းမြ250 256ပေသာရှိတဲ့ညညာပြန့်ပြူတဲ့မြေပြန့်လွင်ပြင်နေဖြစ်ပါတယ်။မြေပြန့်ဖြစ်တဲ့အတွက်ရေစီးစင်းမှုနှေးကွေပြီးတော့မြေအောက်ရေစုပုံမှုမြင့်မားနိုင်ပါတယ်။ဒါအပြင်အောင်ပင်လယ်ကံကဲသို့ကြီးမားတဲ့ရေဒုစုဆောင်ထားခဲ့မှုတဲ့ကံတွေဟာချမ်းရေးတောင်ဆိုင်ရဲ့အရှေ့ဘက်မှာချမ်းမြတောင်ဘက်ထိကျပြန့်စွာတည်ရှိပါတယ်။ သူတို့ရဲ့ပတ်ဝန်းကျင်မြောက်ရည်မျက်နှာပြင်ကိုအမြဲမြင့်မာနေစေက liquefaction ဖြစ်မှုအခြေအနေကောင်းတွေဖန်တီးပေးပါလေ။အမရပူရမြို့ဟောင်းတောင်တမန်အိမ်ဘက်ချန်ရတဲ့အောက်ခံနှုံးပြော့မြေလေးရေလွန်းလွန်ပြင်းနေတဲ့ဖွဲ့စည်းထားပြီးတော့ liquefaction ဖြစ်နိုင်ခြင်းမြင်ပါပါလေ။ဒါအပြင်မြို့နယ်ချုံမှာမဟာနဒီချောင်း၊ရေနီမြောင်း၊ရွှေချောင်း၊ဝေချောင်း၊တင်ကစားချောင်း၊ကိုလံဘူချောင်း၊ပယံတော်ချောင်းနဲ့နဒီချောင်းအစရှိတဲ့ ချောင်းမြောင်းတွေလည်းတည်ရှိစီစဉ်နေလို့မြေသားတဲ့ရေပါဝင်မှုပိုများပြီးတော့ liquefaction ဖြစ်စေဖို့အခြေအနေပိုကောင်းစေပါလိမ့်။မန္တလေးမြို့ဒီမှာအင်တာမလူသစ်များထင်ရှားပြီးတော့တက်ကြွလှုပ်ရှားတဲ့စကိုင်းပြည့်ရွေတည်ရှိပါလေ။ဒီပြည့်ရွေဟာစကိုင်းမြို့နယ်မှာစတင်ကအေဝဒီမြို့ကိုဖြတ်ကျော်လို့အေဝါမြို့အရှိဘက်ကတစ်တောင်ဘက်ကိုဆက်လက်တည်ရှိနေပါလိမ့်။စကိုင်းပြည့်ရွေရဲ့ရေရှောင်းမှုလုံးဟာပြန်မြတစ်နှစ်ကို2စင်တီမီတာလောက်ရှိပါလေ။ စကိုင်းပြည့်ရလှုပ်ရှားမှုကြောင့်မန္တလေးမှာဂလေးလှုပ်ခတ်မှုမကြာခဏဖြစ်ပေါ်လေရှိတယ်။ဒီလိုတက်ကြွတဲ့ပြည့်ရတစ်ခုရဲ့အနီးမှာရှိနေတဲ့အတွက်ကြောင့်မန္တလေးဟာအခြေမူပြင်းထန်တဲ့ငလင်တန်ခံစားနေရပြီးဒီငလင်ဟာ liquefaction ဖြစ်စဉ်နဲ့တိုက်ရိုက်ဖြစ်ပေါ်စေနိုင်ပါလိမ့်မယ်။2025မလ28ရက်နေ့မန္တလေးမှာလှုပ်ခဲ့တဲ့ပြင်းအား9.8ငလင်ကြီးဟာ liquefaction အန္တရာယ်ပုံမှန်ထင်ရှားစေပါတယ်။ဒီငလင်ကြောင့်လူထောင်ချီသေးတယ်။အဆောက်အအုံပေါများစွာပြိုကျပျက်စီးတယ်။မြေအောက်ရေပန်းထွက်တယ်။ သဲပွက်တဲ့ဒီဖြစ်စဉ်အများပြဖြစ်ပါလေသူတွင်အောင်းပင်လေတာပေါင်းဒီ26လမ်းဝန်းကျင်မှာလူနေရခန့်မြင့်တဲ့ခြေတွေမြေကြီးထဲမှာပန်းထွက်ခြင်းဟာ liquefaction ပြင်းထန်စွာဖြစ်ပေါ်ခဲ့ကြောင်းကိုတိတိကျကျဖော်ပြပါလေဒီဖြစ်စဉ်ဟာမန္တလေးမြို့ရဲ့မြေသားမျိုးစံရေချင်းတို့ liquefaction ဖြစ်ဖို့အလွန်လွယ်ကူကြောင်းလက်တွေ့ကျကျသက်သေပြခဲ့တာပါလက်ရှိမိုးရသည်အသက်ရောက်လာနိုင်မှု အခုလိုမိုးရသည်အစမိုးသီးထန်စွာရောက်သွင်းခြင်းဟာ liquefaction အတည်းပုံမြင့်တက်စေပါတယ်။မိုးရေဟာမြေအောက်ကိုစင့်ဝင်သွားပြီးမြေအောက်ရေမျက်နှာပြင်ပုံမြင့်မားစေပါတယ်။ဒီမြေအောက်ရေမြင့်တက်လာခြင်းဟာမြေသားတဲ့ရေပြေဝမှုပိုအားကောင်းလာပြီးတော့မြေခန္ဓာရေအားလျော့ချစေပါတယ်။ဒီအချိန်မှာငလင်လုံတော့မြေဟာပိုပြော့ပြောင်းသွားနိုင်ပြီး liquefaction ဖြစ်စေနိုင်ပုံမြင့်ထန်နိုင်ပါတယ်။ဘိုးရသည်ရောက်တာနဲ့မြောက်မြေသားရဲ့ရေဆိပ်မှုများဟာ liquefaction ဖြစ်နိုင်ခြင်းပုံမှန်မြင့်တက်သွားပါတယ် မိုးရင်ကြောင်မြေသားတွင်ရေဖြည့်အားတိုးလာပြီးငလင်တကြောင်အားလဲနေတဲ့မြေသားတိဆောက်ပေါ်ပြည့်ရွေးနေတဲ့မြေသားတိဆောက်ပေါ်ဟာပို့ပြီးတော့မတည်မငြိမ်အပြော့မှမမြင်နိုင်တော့ပါဘူးဒါ့အပြင်မန္တလေးမှာငလင်ကြောင်အကွဲထားတဲ့အဆောက်အုံတွေမြေပြုံမှုအနေရှင်နေရာတွေဟာမိုးရသည်ပုံမထိခိုက်လွယ်ပါလေဥပမာ မေ28မန္တလေးမြို့မဟာအောင်မြို့နယ်၄တက်တက်တလုံးမိုးရပြီးတော့ပြိုကျပြီးလူထုတန်ရပါတယ် ဒီမြေပြိုကျခြင်းကာကွယ်ရေးနဲ့ဒီအရင်ရှော့ဖို့မြေသားတည်ငြိမ်ဖို့ဆစ်ဆေးရပါမယ်။ရေစည်းရလားစနစ်ပြုတ်ပြင်ရပါမယ်။ငလင်တန်ခံနိုင်တဲ့အဆောက်အအုံဒီဇိုင်းနဲ့သုံးဖို့လိုအပ်ပါတယ်။ဒါပေမဲ့လက်ရှိမန္တလေးမြို့မှာဒီလိုကာကွယ်ရေးအစီအမံနဲ့ပတ်သက်ပြီးတော့အလွယ်တကူလုပ်လို့ဖန်တီးလို့ရတယ်။လွယ်လွတဲ့အခြေအနေမဟုတ်သေးပါဘူး။မန္တလေးမြို့ဟာသူ့ရဲ့ပထမဦးနေထားဘူမိဗေဒဆိုင်ရာဖွဲ့စည်းပုံနဲ့တက်ကြွအနေနဲ့စကိုင်းပြည်ပြည်တို့ကြောင့် မြေပြော်မှုအန္တရာယ်နဲ့အငဲရင်းရင်ဆိုင်ရနိုင်ပါလေ2025ငွေလင်းကြီးရဲ့ပြင်းထန်တဲ့ပြယောက်မှုက DNA ရဲ့ချင်းချောက်မှုကိုထင်ရှားစေခဲ့ပြီဖြစ်ပါလေလက်ရှိမိုးရသည်မှာမိုးများရွာသွန်းခြင်းကလည်းပြဿနာကိုပုံပုံမြင့်တက်စေလို့မန္တလေးသားတွေအနေနဲ့ကိုနေထိုင်ရာဒေသရဲ့မြေမျိုးစာငွေလင်းတန်ခဏရေအောက်ကိုသိရှိပြီးကြိုတင်ကောက်ဝယ်မှုလုပ်ဖို့အလွန်ရေးကြီးပါတယ်ရေးပေါ်အခြေအနေအတွက်လည်းကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားခြင်းဖြင့် လူအသက်အိုးအိမ်စီစဉ်ကိုကာကွယ်နိုင်မယ်ဆိုတော့ကိုပြသလိုက်ရပါလေလက်ရှိမှာတော့မန္တလေးမှာငလျင်ကြီးရဲ့နောက်ဆက်တွဲငလျင်တွေကတော့အနှဲငယ်များနေစဉ်လိုဆက်လက်လှုပ်ခတ်နေဆဲရှိပါတယ်ဒီလိုမျိုးအင်အားကြီးမားတဲ့ငလျင်ကြီးတစ်ခုလှုပ်ခတ်ပြီးတော့ရင်ဘူမိဗေဒပညာရှင်တွေအစိုးရမြေငလျင်ပညာရှင်တွေရဲ့အစိုးရနောက်ထပ်ငလျင်ငယ်လေးတွေလှုပ်ခတ်မှုဟာခက်စိတ်စိတ်လို6လဝန်းကျင်လောက်ထိရှိတတ်ပါတယ် ဒီလိုအချိန်မှာပုံပြီးတော့တတိထားမဲ့အနေထားရှိပါတယ်လက်ရှိမိုးရသည် နေအိမ်တွေပြိုပြက်ကြထားတဲ့ကေဇေးစခန်းမှာနေထိုင်နေရတဲ့မန္တလေးသားတွေအနေနဲ့တော့မိုးတွေမှာပတ်ဝန်းကျင်မတန်ရှင်းမှုကြောင့်ဝမ်းယောဂအဖျားယောဂတွေတုပ်ကွေယောဂတွေတတိထားတင်ပါလေ